နော်ဖိုးရင်ထားနေကားရင်းကဗီဒီယိုကိုဖြန့်လိုက်တဲ့အကြောင်းရင်းကိုနှွမ်းပိုင်ပြောပြီးနှွမ်းပိုင်ကတော့တနိုင်ငံလုံးကသူ့ကိုဝိုင်းပြီးတော့မြစ်တာပို့နေကြတဲ့ထဲမှာနော်ဖိုးကိုဆွဲထည့်ခဲ့ပါတယ်။ကောင်းလုံးကသူနဲ့နန်းစိုးကိုခုံးဆားနေကြပါတယ်ဆိုပြီးတော့ဝိုင်းဆဲနေတဲ့ချိန်တုန်းကတော့ခဏတန်ချိန်ခံခဲ့ပေမယ့်နောက်ဆုံးမခံနိုင်တော့တာကြောင့်နော်ဖိုးကိုအခုလိုမျိုးဆွဲထည့်ခဲ့တာပဲဖြစ်ပါတယ်။နော်ဖိုးနဲ့သူတွေခုံးဆားပါတယ်ဆိုတာတွေကိုတင်ကောင်းဝင်ဖော်ထုတ်ပြီးတဲ့နောက်ပိုင်းမှာနှစ်ယောက်သားအကျဉ်းသားနန်းဖလဲနေကြတဲ့ဗီဒီယိုကပြန့်နှံ့နေကြတာပေါ့။ဒါအောင်လဲနှွမ်းပိုင်ကယောက်ျားမပီသားစွာနဲ့အောက်ဖဲနှံကဖော်ထုတ်ခဲ့တယ်ဆိုပြီး ညောင်းနေကြတာကြောင့်သူဖြန့်နေတာလုံးဝမဟုတ်ကြောင်းသူလိုမျိုးဗီဒီယိုရှိတဲ့နော်ဖောကဖြန့်နေတာဖြစ်နိုင်သောပြန်လည်ပြီးတော့ဖြေရှင်းလာခဲ့ပါတယ်သူကနော်ဖောရဲ့ဂုံတိတ်ခါကိုထိခိုက်မှာဆိုတာကြောင့်ငကိုယ်တိုင်းကဘာမှမပြောခဲ့ပေမယ့်နော်ဖောကတင်အောင်လုပ်နေပြီးတော့ဇွတ်ဖြူစင်ပြကအခုလဲဗီဒီယိုကိုဖြန့်လိုက်တာဖြစ်နိုင်ပါတယ်သူအနေနဲ့ကတော့ဗီဒီယိုဖိုင်တွေအကုန်လုံးကိုဖြတ်ထားခဲ့ပြီးဖြစ်တာကြောင့်ဘယ်ကနေဘလို့ဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားသလဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူးနော်ဖောနဲ့ခိုးဆောင်ခဲ့တဲ့အကြောင်းကိုဖော်ထုတ်ခဲ့ရတယ်ဆိုတာကလည်း နန်းစုနဲ့ထက်သက်တို့ရင်ဂုံသိခါထွက်ပင်းဖြစ်ပါရင်ဒါကြောင့်အဓိကတရားခံဖြစ်တဲ့သူတို့ကိုပဲစိမ့်ကြစေဖို့ဖော်ထုတ်ခဲ့တာသာဖြစ်ပြီးမီနိုနဲ့ကွာဖျက်ဖို့အထီကိုရုံမာတဲ့အထိစိတ်တော်လုံးဝမရှိခဲ့ဘူးလို့ဆိုပါရင်သူ့စီမှာမရှိတော့တဲ့ဗီဒီယိုကဆိုရှယ်မီဒီယာမှာဘယ်လိုပြစ်သွားကလေးဆိုတာကိုနားမလည်နိုင်တဲ့အတွက်ဒီပညာကျွမ်းကျင်တဲ့သူတွေကလည်းကုညီပြီးတော့ဖော်ထုတ်ပေးကြဖို့နှောင်းပိုင်ကတောင်းဆိုလာကြပါရင်ဒီလိုပြောသွားတဲ့ချက်ကတော့နှောင်းပိုင်ကဒီလိုဖျက်တာမဟုတ်ဘဲနောက်ဖောကဖျက်နေတာဆိုရောတော်လင်းကိုတေးချနေခဲ့ပါရင်ရှိရှိနေကြတဲ့ပရိသတ်တို့ကရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးထင်ကြမှာလဲရှင်